ိတ်ဆိတ်တဲ့ဒေါ်လာတွေကိုဖြတ်ရင်ဦးစင်းလေးနဲ့ကိုရင်လေးတပါးတို့ခရီးနှင်လာခဲ့ကြတယ်ဒီလိုနဲ့တနေရာရောက်မှာတော့ ဒီနေရာကဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲဦးစင်လူလဲတယောက်မှမတွေ့ပါလားကြာရင်တောင်းတော့နေတော့အတန်နဲ့ကိုရင်လေးကဦးစင်အားမေးမြန်းလိုက်တယ်ဦးစင်လဲခဏလောက်လမ်းလျှောက်ပြီးတဲ့နောက်ကိုရင်လေးဒီရွာကအရင်ကငိမ့်ညံ့စွာနေနေထိုင်ခဲ့ကြတာဒါပေမဲ့ရုတ်တရက်ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်လာပြီးရွာသားတွေလည်းထွက်ပြေးကြကုန်တယ်ဒါကြောင့်ကိုရင်မြင်ရတဲ့အတိုင်းတိတ်ဆိတ်နေတာပဲဟုနှွဲပင်တွေဖုံးလွှမ်းနေတဲ့အိမ်ဟောင်းတွေကိုကြည်ရင် ညင်သာသောအတံပြင်ဖြေးချလိုက်တယ်။ဒါဆိုဒီရွာမှာတရေတွေဘာတွေများရှိလို့လားဦးစင်ရဟုကိုရင်လေးကဦးစင်နဲ့ပုံမနီးကစွာရွေးလျမ်းရင်းမေးလိုက်တယ်။ကိုရင်လေးတရေဆိုတာနေရာတိုင်းမှာရှိတယ်။မာရုရဲ့စိတ်ထဲမှာတော့တတိလလွတ်ဖြစ်ရင်ကိလေသာလို့ခေါ်တဲ့တရေကငါတို့ကိုအရှိန်မယွေပူကတ်နိုင်တယ်။ကဲကဲဒီနေ့တော့ဒီမှာပဲတဲထိုးပြီးတရားအထောက်ကြစို့။ဦးစင်းရဲ့စကားကိုကြားရတဲ့ကိုရင်လေးရဲ့မျက်နှာတစ်ခုလုံးဖြူဖြော့သွားခဲ့တယ်။ ဒါပေမဲ့လည်းဦးစင်းရဲ့ကျင်းဝတ်ကိုလေးစားတာကြောင့်ခေါင်းငုပ်ပြီးတိတ်ဆိတ်စွာနေုံသာတတ်နိုင်ရတယ်။ကြက်တီထဘွယ်လေးလူတွေကြရရှိရှိဖုံးကြီးချောင်းပြဝင်ကြီးတဲ့နိုင်တဲထိုးလိုက်ကြတယ်။ညနေဆောင်လာတဲ့အခါမှာတော့အမှန်လူကရွာကိုစတင်လွှမ်းရှုံလာခဲ့တယ်။ကြာနေကြအင်းဆက်ဘိုးမွားတွေရဲ့အတန်နေအလုံးတိတ်ဆိတ်သွားပြီးထူးဆန်းစွာကြောင်မပွဲကောင်းတဲ့တိတ်ဆိတ်မှုတစ်ခုသာကျင်းရင်းနေရတယ်။ဒီတိတ်ဆိတ်မှုတွေကြာမှာတော့ခွေးဟောင်းတန်ရာပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာခဲ့ပြန်တယ်။ထိုခွေးဟောင်းတန်ရာကိုရင်လေးရဲ့ခန္ဓာက ုတစ်ခုလုံးကိုကြက်တင်ထားစီခဲ့တယ်။ရုတ်တရက်အမောင်နှင်းကနေအမျိုးသားတဦးကြောင်းလန့်နေကြနဲ့ထွက်ပြေးလာတာကိုမြင်လာရတယ်။ကိုရင်လေးကထိုမျိုးသားကိုကူညီပေးဖို့တဲတဲကနေထွက်ဖို့ရှီလမ်းမလန့်မီတနတ်တန်တစ်ခုကကျဲလောင်စွာထွက်ပေါ်လာပြီးတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်။ထိုမျိုးသားလည်းတနတ်တန်ရာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်။ တချိန်တည်းမှာပဲသူ့ရဲ့နောက်မှာတခြားမျိုးသားတို့ကတနတ်ပြောင်းနဲ့အေးဆက်စွာရှင်ရနေတာကိုလည်းတွေးလိုက်ရတယ်။ဒကာကြီးဒကာကြီးတို့ဘာဖြစ်ကြတာလဲဟုကိုရင်လေးကတဲတဲကနေထွက်ပြီးလဲကျသူကိုကူညီဖို့ဟန်ပြလိုက်တယ်။ထိုအချိန်မှာပဲဦးစင်းရဲ့တဲမာတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့တယ်။ကိုရင်လေးတဲတဲကမထွက်နဲ့ကိုရင်မြင်နေရတာလူမဟုတ်ဘူး။ဦးစင်းရဲ့စကားအတန်ကြောင့် ကိုရင်လေးလဲကြောယုတ်တီတက်သေးထားသပြီးရှေလန်းတွေကိုရက်တန်းလိုက်တယ်။သူရဲ့ရှေကမြို့သားနှစ်ဦးရဲ့ပုံရိပ်တွေရှက်ရှင်ပြောက်ကွယ်သွားပြီးခွေးဟောင်းတန်းနီဆက်တိုက်ကြားလိုက်ရတယ်။အဲ့ဒီနောက်မှာတော့ထိုမျိုးသားဟောင်းကအရင်ပုံစံအတိုင်းတဖန်ပြန်ပြီးပြေးထွက်လာပြန်တယ်။တနတ်တန်ကြောင့်ပဲမူလနေရာမှာတဖန်လဲကျသွားပြန်တယ်။ဒီမြင်ကွင်းကိုပဲထခါတလဲလဲမြင်နေရတော့တာပေါ့။အဲ့ဒီနောက်မှာတော့ကိုရင်လေးကဦးစင်းရဲ့တဲတဲကနေပြီးဆူတောင်းတဲ့နေတချို့ ကြားလိုက်ရတယ်။ဦးစင်းရဲ့အတန်ကိုကြားတဲ့အခါမှာတော့ထိုးလူနှစ်ဦးဟာတပြိုင်တည်းဝစ်တွားကတော့လာကြတယ်။အဲဒီနောက်မှာတော့အမောင်ထဲမှာပဲပြောက်ွယ်သွားပြီးလေဟာနဲ့အဖြစ်သားကြံရှိခဲ့တယ်။ထပ်ခါတလဲလဲမြင်ရတာမျိုးတွေလည်းမရှိတော့ဘူးပေါ့။ဦးစင်းရွတ်ဆိုလိုက်တဲ့မန္တန်ကထိုမျိုးသားနှစ်ဦးကိုလွတ်မြောက်စေခဲ့တယ်လို့ထင်ရတယ်။ဦးစင်းဆွနကမြင်ရတာတွေကဘာတွေလဲ။ကိုရင်လေးကနားမလည်ဟန်နဲ့မေးလိုက်တယ်။ကိုရင်လေးဆွနကမြင်လိုက်ရတာကကံအကောင်အเจ้าမလှစားတည်ဆုံသွားပြီးသူတို့ကျူးလွန်ခဲ့တဲ့ ဲ့မကောင်းမှုကံတွေကြောင့်ဘဝအတ္တကိုမရရှိနိုင်သေးတဲ့ဝိညာဉ်တွေပေါ့ဒါကြောင့်သူတို့ကသူတို့ရဲ့တေဆုံးမှုကိုပဲထပ်ခါတလဲလဲပြသနေရတာ ိုရင်လေးကြားလိုက်ရတဲ့အခါမှာတော့ခန္ဓာကိုယ်တစ်ခုလုံးကြက်တီတွေထားသွားရပြန်တယ်။သူမြင်လိုက်ရတဲ့မြင်ကွင်းတွေကလှည့်ဖြားမှုမဟုတ်ပဲအမှန်တကယ်ပိတ်မိနေတဲ့ဝိညာဉ်တွေရဲ့ဆင်းရဲဒုက္ခဖြစ်တယ်ဆိုတာကိုအိုးပြီးနားလည်လာခဲ့တယ်။ဦးစင်လည်းမျက်လုံးကိုမှိတ်လက်အုပ်ကိုရှီပြီးမြစ်တာနဲ့ကုသိုလ်အမျှဝေပေးလိုက်ကြတယ်။မကြာမီချိန်မှာတော့အင်းဆက်တဲ့လေလူတွေကတဖြည်းဖြည်းယော့ပါလာခဲ့တယ်။အမောင်လူနဲ့အလဲအောင်တို့အားပြိုင်နေအရှိန်ဖြစ်နေတာပေါ့။ကုသိုလ်ကိုရရှိသွားကြတဲ့တရှုပ်ဝိညာဉ်တွေက ကျွတ်လွတ်သွားပြီးကောင်းတဲ့ဘဝကိုရောက်ရှိသွားခဲ့ကြတယ်။အရာအလုံးပြီးဆုံးသွားတယ်လေအမှန်တုတဲ့တွင်ကြီးမားတဲ့ခွေးရိုင်းတကောင်ရဲ့အနတ်ရောင်ခန္ဓာကိုယ်ကမကောင်းဆိုးဝါးမျက်လုံးတွေအားဦးစင်းငယ်အားလက်စားရှိလိုသောအကြည့်နဲ့စိုက်တည်နေခဲ့တယ်။ညနေအချိန်လဲဖြစ်တာကြောင့်ကြောင်ပြန့်ဝင်းတစ်ခုလုံးတိတ်ဆိတ်နေတနေတာပေါ့။တစ်ပင်ထဲကတူတူလေးတိုက်ခတ်လာတဲ့လေတိုက်တန်နေတာကြားနေရတယ်။ကိုရင်လေးလည်းဦးစင်းရဲ့တဲဘေးမှာထိုင်ပြီးမျက်လုံးကိုမှိတ်တရားထိုင်နေခဲ့တယ်။ထိုအခါမှာတော့ရုတ်တရက် ဆော့ဆော့ယုံရှာစရာကောင်းတဲ့အနံ့စိုးတစ်ခုကနှာခေါင်းဝကိုရောက်လာခဲ့တယ်။အနံ့အလွန်ပြင်းတာကြောင့်ကိုရင်လီလည်းမခံမရနိုင်တော့ပဲမျက်လုံးကိုဖွင့်ကြည့်လိုက်တာ။အမျိုးသမီးတူဖြစ်ဖြစ်ချင်းလမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်။သူ့ရဲ့အသားရည်တွေကအလောင်းကောင်ကဲ့သို့ဖြူဖြော့နေပြီးမျက်လုံးဝိုင်းကြီးတွေကအသက်မဲ့တကယ်သို့မှိုင်းမှိုင်းမှောင်မှောင်ဖြစ်နေတာပေါ့။ထိုခန္ဓာကိုယ်ကဥစဉ်ရဲ့တဲရှိကိုဖြင်းညင်းစွာငုံဆင်းလာပြီးအတွင်းသို့ဝင်ရဟန်းပြင်လိုက်တယ်။ကိုရင်လီလည်းကြောက်စရာကောင်းတဲ့တရေမရဲ့ဝိညာဉ်ကိုမြင်လိုက်တာကြောင့်အလွန် မင်းထိတ်လန့်သွားပြီးဟေ့ဒီခါမှရက်လိုက်အဲ့ဒီကိုဝင်ခွင့်မရှိဘူးဟုကိုရင်လေးကအော်ဟစ်လိုက်တယ်ကိုရင်လေးရဲ့အော်ဟစ်တန်ကအတကုံအော်ဟစ်တယ်လို့ထင်လိုက်ရပေမဲ့သူ့ရဲ့နှကန်းကနေတူတူလေးပင်ထွက်မလာပဲလေဘင်းကိုတင်းကျပ်စွာညှစ်ထားတဲ့ကဲ့သို့ဖြစ်နေခဲ့တယ်ထိုအချိန်မှာပဲ ။ဦးစင်းရဲ့တဲတဲကိုဝင်ရောက်တော့မဲ့တရေမရဲ့ခန္ဓာကိုယ်ကိုတဲတဲကနေမန္တန်ကြီးရဲ့အစွမ်းကကန်ထုတ်ရှင်းခံလိုက်ရတယ်။ဒါကတော့ဦးစင်းကြင်ကြံနေတဲ့တရားတွေကတိုင်းကြီးတစ်ဖွဲပိတ်ဆို့ထားခဲ့တာပေါ့။ဦးစင်းဟာငြိမ်သက်စွာထိုင်နေပြီမဲ့ကိုရင်လေးကတော့သူ့ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေကိုမြင်လိုက်ရတယ်။အတိတ်ကပုံရိပ်တချို့ပြန်ပေါ်လာခဲ့တယ်။ဒါကမှတော်သိမီစူးစမ်းနေတော့ငါတို့ကပုံပေါ်ဝါချင်းလဲတူကြတော့ဘူးဟုဦးစင်းရဲ့အတန်ကငြိမ်သက်ပေမဲ့လည်းဖုံးကွယ်ရန်ခက်ခဲတဲ့ဝ န်းနေမှုတွေနဲ့ပြောကြလိုက်တယ်။တို့အချိန်မှာတော့မျိုးသမီးကမော်ကြည့်လိုက်တယ်။မိုင်းမှန်နေတဲ့မျက်လုံးတွေက ရှက်ရှင်းနေများလာပြီးနာကျင်စွာလှောင်ပြောင်ပြီးပြုံးလိုက်တယ်။ဘာလို့ကိုယ်ဇနီးကိုဒီလောက်တောင်ဆက်ဆုပ်ရတာလဲလို့တရေမာကမေးလိုက်တယ်။ဒီစကားကိုကြားလိုက်တဲ့ကိုရင်က အလွန်အမင်းထိတ်လန့်သွားပြီးစိတ်ထဲမှာတော့ရှုပ်ထွေးတန်တရားတွေနဲ့ပြည့်နှက်နေခဲ့တယ်။ဦးစင်လည်းခဏမြနှကန်းကိုတင်းတင်းစေထားပြီးမျက်လုံးကိုမှိတ်ကရှီလျားစွာတက်ပြင်းကိုရှာပြီးတူတူလေးပြောလိုက်တယ်။ကမမေတ္တာနဲ့ တတ်မှတ်မှုအညှို့တွေမဖွဲ့ပါနဲ့တော့ဖြစ်ပြီးခဲ့တာတွေကိုစုံလွတ်လိုက်ဆွဲလက်နဲ့အရှိကဒကာမရဲ့စိတ်ကိုလောင်ကျွမ်းစေတဲ့မိဖြစ်လာလိမ့်မယ်။ဦးစင်းရဲ့စကားတန်ကြောင့်ထိုမျိုးသမီးကညင်သာစွာရင်မောလိုက်ပြီးနာကျင်မှုမကျေနပ်မှုတွေနဲ့ပြင်းထန်နေခဲ့တယ်။အော်အညှို့တွေဖွဲ့တယ်ပေါ့လေ။ကဲ၍ရှင်ဖျားသာကျမကိုစွန့်ပစ်မသွားခင်ကျမဒီလိုရှင်နေမျိုးရောက်လာမှာမဟုတ်ဘူးဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်တယ်တေမရဲ့စကားဆုံးတာနဲ့ကိုရင်ရဲ့ရှေ့ကညင်ခွင်းတွေကအတိတ်ကအရှင်ကာလတစ်ခုကိုရောက်ရှိသွား ွားခဲ့တယ်။ကိုရင်ကနေလောင်ထားတဲ့အသားရည်နဲ့တံမာတဲ့ယောက်ျားလေးတူကိုမြင်လာရတယ်။သူကအမဲလိုက်ရှင်နဲ့တတ်မွေးတဲ့မုတ်ဆိုးတူပေါ့။ရွာမှာရှိတဲ့ယောက်ျားလေးတွေသဘောကျပြီးလှပကဆွဲဆောင်မှုရှိတဲ့မျိုးသမီးလေးနဲ့မုတ်ဆိုးတို့လက်ထပ်ခဲ့ကြတယ်။မုတ်ဆိုးတော်တယ်မဲလိုက်သွားတိုင်းသူမကတရားဥပဒေအိမ်မှာကျနေခဲ့တယ်။အချိန်ကာလကြာလာတာနဲ့အမျှအမျိုးသမီးကသူ့ရဲ့အထူးကျမှုတွေကိုဖြေဖျောက်ဖို့အတွက်တခြားယောက်ျားတစ်ယောက်နဲ့ ပတ်သက်ခဲ့တယ်။ကန်ဆိုးရာကမောက်ဆိုးရဲ့ဇနီးမှန်လျှို့ဝှက်ပတ်သက်နေတဲ့ယောက်ျားကတူးတည်းမဟုတ်ဘဲနောက်ထပ်တယောက်လည်းရှိနေပြန်တယ်။ထို့အမျိုးသမီးဟာလင်ငယ်နှစ်ယောက်နဲ့သူမရဲ့ပြက်စီးချင်းစီတို့ဦးတည်နေတာကိုမသိဘဲကာမရာဂရဲ့အရသာဒီမှာမေ့မူးနေတော့တာပေါ့။အဲ့ဒီနောက်မှာတော့ကန်ဆိုးတဲ့ညတညာကိုရောက်လာခဲ့တယ်။သူမရဲ့လင်ငယ်နှစ်ယောက်ထဲကတယောက်ကမျိုးသမီးကသူ့ဘော်တစ္ဆာမရှိဘူးဆိုတာကိုသိလိုက်ရပြီးမနာလိုစိတ်ပြင်းထန်လာတဲ့ကြောင့်ထိမရတော့ဘဲတနတ်ကိုဆွဲယူကနောက်ထပ်အမျိုးသားတအူ ုကိုလိုက်ပြရအဲ့ဒီလူကမြေပြင်ပေါ်မှာလဲကျသွားခဲ့တယ်။သို့တော်လည်းနောက်ဆုံးထွက်သက်မတိုင်မီပြစ်ခတ်ခံရတဲ့သူကတနောက်တို့ကိုထောက်ကပြန်ပြစ်လိုက်တာကြောင့်ကြည်စံကရင်ဘတ်အလဲတွင် ဆိုင်ဝင်သွားရပြန်တယ်။လူငယ်နှစ်ဦးရဲ့ခန္ဓာကိုယ်ကအမောင်ထဲမှာတဦးနဲ့တဦးဘေးချင်းကပ်ပြီးလဲကျတည်ဆုံသွားခဲ့တယ်။အမျိုးသမီးရဲ့အော်ဟစ်ငိုကြေးတန်တွေကပဲ့တင်ထန်နေတော့တာပေါ့။သူမကအလောင်းနှစ်ခုဘေးမှာယူသွစွာငိုကြွေးနေပြီးသွေးတွေကသူမရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာပေးချန်နေခဲ့တယ်။ထိုအချိန်မှာတော့မောစ ိုးငယ်ကအိမ်ကိုပြန်ရောက်လာခဲ့။အဲဇနီးကိုမတွေ့ရတာကြောင့်မိမကြီးမိမ ကိုပြန်ရောက်လာပြီးဟုအခါခါခေါ်တွေ့မိမဲ့မျိုးသမီးကိုလုံးဝမတွေ့ရဘူးပေါ့ထိုအချိန်မှာတော့ရွာထဲကတငယ်ချင်းတွေရောက်လာပြီးငါမင်းကိုဘလို့ပြောရမလဲမသိတော့ဘူးမုတ်ဆိုးကလည်းပြပြတလဲနဲ့ဇနီးတဲ့တစ်ခုခုဖြစ်တယ်ထင်ပြီးငါမိမဘာဖြစ်လို့လဲယင်ငါမိမများတစ်ခုခုဖြစ်လို့လားဟုတ်မေးမြန်းလိုက်တယ်အဲ့ဒီနောက်မှာတော့ရွာသားတွေကအဖြစ်အပျက်အားလုံးကိုမုတ်ဆိုးအားပြောပြလိုက်ရသူ့ရဲ့နှလုံးသားတွေကွဲကြည်လူညီပါဖြစ်သွားခဲ့ရတယ်ဝမ်းနည်းမှုတွေဖြစ်စည်းလာပြီးသူကဒီနေရာမှာပဲဆက်လက်မနေနိုင် င်တော့ဒါကြောင့်အိမ်နဲ့အရာအားလုံးကိုဆွပြပြီးတောထဲသို့ထွက်ပြေးသွားခဲ့တယ်။တောထဲရောက်တဲ့အခါမှာတော့မုံစိုးကဘုံကြီးတစ်ပါးကိုမတော်တဆတွေ့ဆုံခဲ့တယ်။ဘုံကြီးကမေတ္တာနဲ့တရားတွေဟောကြားခဲ့တယ်။မုံစိုးရဲ့ဝမ်းနဲ့ကြည်ခွဲနေတဲ့စိတ်တွေလည်းတဖြည်းဖြည်းချင်းငြိမ်သက်လာခဲ့တယ်။သူလည်း လူဘဝကိုစိတ်ကုံလာတာကြောင့်လူဝိကြောင်ဘဝကိုဆွန့်လွတ်ကရဟန်းပောင်တို့ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်တယ်။အဲဒီနောက်မှာတော့ဖုန်ကြီးနောက်တို့လိုက်ပြီးစစ်မှန်တဲ့ဒုက္ခမှာလွတ်မြောက်ရလံကိုရှာဖွေတွေ့ရှိခဲ့တယ်။တယောက်တည်းကျနေခဲ့တဲ့ဇနီးတဲ့ဟာငါကျင်မှုချမ်းယွတ်မှုတွေနဲ့အတူသူမရဲ့ခင်ပွန်းပြန်လာစီဖို့နီလန်းမျိုးစုံနဲ့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့မော်ပညာစီတို့ဦးလှည့်ခဲ့တယ်။မော်ပညာကသင်ယူလေပို့ပြီးနှက်ဆိုင်စွာဆွဲလန်းလီဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့သူမရဲ့ဝိညာဉ်ကိုမော်ပညာကထိုးပေါက်လွှမ်းမိုးသွား တာကြောင့်ရွာကလူတွေကမနေနိုင်တော့ပဲထွက်ပြေးရတဲ့ဒီခွေးနံဘလူအဖြစ်ပေါ်ပေါလာခဲ့တယ်။ဒါကြောင့်ပဲအဲ့ဒီနေရာကြီးကတယောက်ပြီးတယောက်ဆုံးခွာသွားရကနေရွာပြက်ကြီးအဖြစ်ဖြစ်နေတော့တာပေါ့။ဒီမြေကွင်းအလုံးရှက်ရှင်းပျောက်ကွယ်သွားခဲ့တယ်။ ခဏကြာမှာတော့ခွေးဟောင်တန်နီတာဆက်တိုက်ကြားလာရတယ်။ဦးစင်းလည်းဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လာလိုက်တယ်။သူရဲ့မျက်လုံးတွေမှာဝမ်းနေမှုနဲ့မေတ္တာတတိတော်ပြည့်နှံ့နေခဲ့တယ်။သူရဲ့အတန်ကညင်တက်နေပြီမဲ့လည်းပြတ်သားနေခဲ့တယ်။အရာအလုံးမတိမဲတဲ့အနေအဆဖြစ်တယ်။အတိတ်ကမြင်မြမေနာခြင်းစီကမူပြန်သွားပြီးပြင်လို့မရနိုင်တော့ဘူးဟုဆိုလိုက်တယ်။အနေအဆဟုတ်လားအရှင်ဘုရားသာကျမကိုစွန့်ပြစ်မသွားခဲ့ရင်ကျမဒီလိုနနာဘဝမကောင်းစွာဘဝမျိုးကိုရောက်လာမှာမဟုတ်ဘူးဟုဆိုလိုက်ပြန်တယ်။ထိုအချိန်မှာ မှာပဲရုတ်တရက်ကျောင်းဝင်းတဝိုင်းမှာရှိတဲ့အမောင်တို့တစ်ခုလုံးလှောက်ရှားလာခဲ့တဲ့အနက်ရအရေကတေမင်းမျိုးကိုကဲ့သို့ကျေပြန့်လာခဲ့တဲ့ဒိုရိတ်ထဲမှာ ခွေးနှက်ကြီးတကောင်ကခန္ဓာကိုအပြည့်ထွက်ပေါ်လာခဲ့တယ်။သူရဲ့ရှုံထက်တဲ့အစွဲတွေကနှက်ခမ်းအပြင်ကိုထွက်နေပြီးသရေတွေလည်းစီးကျနေတာပေါ့။သူရဲ့အဟိတန်တွေကမြေပြင်ကိုတုံခါစီတဲ့အထိပဲ့တင်ထက်နေခဲ့တယ်။ကိုရင်လေးကဥစဉ်ဒီခွေးနှက်ကြီးဝင်လာတော့မယ်ထင်တယ်။အခုကိုရင်လေးကဆိုလိုက်တယ်။ဥစဉ်ကလက်အုပ်ကိုရှီမျက်လုံးကိုတင်းတင်းမဲ့ကရွဆိုတော့မန္တန်ကကျေလောင်ပြီးရှင်းလင်းပြတ်သားစွာထွက်ပေါ်လာခဲ့တယ်။ဥစဉ်ရဲ့မန္တန်ရွတ်တံများပြီးတဲ့နဲ့ခွေးနှက်ကြီးကမော့ကြည့်ပြီးအော်ဟစ်လိုက်ရအတန်ကရွာပြက်ကြီးတစ်ခု လုံးကိုပဲ့တင်ထပ်သွားခဲ့တယ်။ဒီရဲနေတဲ့မျက်လုံးတွေကဒေါသအညိုတွေကိုပြသနေပြီးကျန်းသားစာနဲ့ခုံဝင်တိုက်ခိုက်ဖို့ဟန်ပြင်လိုက်တယ်။အဲဒီကမှတော့ဦးစင်းရဲ့စုတောင်းမန္တန်ကအလင်းရောင်တွေကသူ့ရဲ့ခန္ဓာကိုယ်ကိုထိုးဝင်တိုက်ခိုက်ခြင်းခံလာရတယ်။သူ့ရဲ့အရေပြားတွေကမီးလောင်ကျွမ်းတဲ့ကဲ့သို့နာကျင်စာနဲ့အဟစ်တန်တွေထွက်ပေါ်လာခဲ့တယ်။အဲဒီနောက်မှာတော့နောက်သို့ဆုတ်သွားပြီးကြီးမားတဲ့ခွေးနှက်ကြီးပုံစံမှဖြူဖြော့တဲ့အမျိုးသမီးပုံစံအဖြစ်သို့ပြောင်းလဲသွားခဲ့တယ်။တရေမန်ထံမှာနိုးညံ့ပြော့ပြောင်းသောလေတံနဲ့ယောက် ကြကမိမကိုမရှိတော့ဘူးလားကိုဇနီးကိုနောက်ထပ်မောင်းမထောက်ပါနဲ့တော့ဟုဝန်နဲ့စွာနဲ့ဆိုလိုက်တယ်ဦးစင်းကတကမလှုပ်ရှားလိုက်ပါတော့ဦးစင်းဒီတစ်ချိန်ပြန်လာတာကတကမရဲ့ဝိညာဉ်ကိုကောင်းရပုံပေါ်ကရောက်စီဖို့ပါဦးစင်းရဲ့တောင်းပန်မှုကသူမကိုမလှုပ်ရှားနိုင်တော့တာကိုမြင်လိုက်ရတဲ့အခါမှာတော့အမျိုးသမီးကရှက်ရှင်မဲ့ပြုံးပြုံးလိုက်တယ်သူ့ရဲ့မျက်လုံးတွေကหนีရဲလာပြီးဒေါသဖြင့်ဦးစင်းကိုနောက်တစ်ချိန်တိုက်ခိုက်ဖို့ပြေးဝင်လာခဲ့တယ်ကိုရင်လေးကအလန့်တကြားနဲ့ဦးစင်းဦးစင်းကိုသူဝင်ပြီးတိုက်ခိုက်တော့မယ်ဟုဆိုလိုက်တယ်ဦးစင်းကတောင် င်းကြီးတပွဲခိုင်းမာစွာနဲ့တရားထိုင်နေခဲ့တယ်။နှလုံးတွေကိုလည်းမိထားလိုက်တယ်။စုတောင်းတန်တွေကာရာယွတ်တန်တွေကမြင့်မြတ်တဲ့ခေါလောင်းကတန်ကဲ့သို့ရွာတစ်ခုလုံးပဲ့တင်ထွက်သွားအောင်ဆက်လက်ရွတ်ဆိုနေခဲ့တယ်။ရွှေရောင်မန္တန်အလင်းဟာခွေးနဲ့ကြီးရဲ့ခန္ဓာကိုယ်ထဲသို့တဖြည်းဖြည်းချင်းထိုးပေါက်ဝင်ရောက်သွားခဲ့တယ်။အော်ဟဲတန်တွေတဖြည်းဖြည်းငိုကြီးတန်တွေအဖြစ်နဲ့ပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့တူတူလေးနဲ့ရှိုက်တန်တွေဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးတော့ ရှင်ဘုရားကိုတပည့်တော်မှာနောက်တစ်ကြိမ်ပြန်တွေ့ခွင့်ရပြီဒါပေမဲ့နောက်ထပ်ဘေးမှာယက်တီနိုင်တော့မှာမဟုတ်ဘူးဟုသူမျိုးသမီးကဦးစင်းကိုဝတ်တော်ကြော်လျက်ဆိုလိုက်တယ်သူမရဲ့လက်စားရှည်လိုတဲ့အကြည့်များနာကြီးနေတဲ့အကြည့်တွေကတဖြည်းဖြည်းချင်းညင်သက်သွားခဲ့တယ်ရခင်ကဖြူဖြော်ခဲ့သောခန္ဓာကိုယ်ကယခုအခါတော့အလင်းရောင်နဲ့အတူတောက်ပါလာပြီးလေထဲပျောက်ွယ်သွားခဲ့တယ်ရခင်ကပြန့်နှံ့ခဲ့သောအပုပ်နှံ့နေအစာတော်ပန်းနှံ့သင်းသင်းလေးတွေသာကျန်ခဲ့တယ်ဖုံဖုံသူကကြွတ်သွားပြီလားဟုကိုရင်လေးကမေးလိုက်တယ်သူမ ကောင်းတဲ့ဘဝကိုရောက်ရှိသွားပြီဟုဦးစင်းလေးကဖြင်းညစွာခေါင်းကိုညှိပြီးညှိတက်သောတံပြေဖြေးကြခဲ့တယ်။စိတ်ဆိုတာဆွတ်လွတ်နိုင်တဲ့အခါအဲ့ဒီလူရဲ့ကံရဲ့ရှင်အောင်မှုမှလွတ်မြောက်နိုင်တယ်။ဆွပစ်ထားသောရွာကိုဖုံးလွှမ်းခဲ့တဲ့အမောင်တို့ကလှင်မြန်စွာနဲ့ယောပါသွားခဲ့တယ်။ညဖြစ်နေပြီမဲ့လည်းအာယုံဦးရဲ့အလင်းရောင်ကကြိုတင်ထိုးပေါက်လာတဲ့ကဲသူဖြစ်နေတာပေါ့။ကြောင်မဘွယ်ကောင်းတဲ့တိတ်ဆိတ်မှုအစားအေးချမ်းညှိတက်မှုတွေရောက်ရှိလာခဲ့တယ်။ဦးစင်းလေးလည်းတဲထဲမှာညှိတက်စွာထိုင်နေတယ်။အတဲ့ရဲ့အဖြစ်အပျက်တွေကြောင့်တုံရင်ခဲ့တဲ့ ဲ့သူ့ရဲ့မျက်လုံးတွေကယခုတဖန်ငြိမ်သက်သွားခဲ့တဲ့သူ့ရဲ့စိတ်ထဲမှာတော့ကြာမြင့်စွာချီနှောင်ထားခဲ့တဲ့အမှောင်တို့ကဖြည့်ရှင်ပြီးသွားပြီလို့လက်ခံခဲ့မိတယ်။မုံမလင်းမီအချိန်မှာတော့မြူကိုတွေကမြင့်မာတဲ့တပင့်ထိတ်တွေတဝိုက်ပြန့်နှံ့နေတော့တာပေါ့။ဖြူရမြူကိုတွေဟာတောနှံ့ကြီးကိုဖုံးလွှမ်းနေပြီးအဆုံးကိုတော့မမြင်ရတော့ဘူးပေါ့။လေယာပြင်မှာဧည့်သည်ကိုကြိုဆိုတဲ့ကဲသူမှတ်တီရဲ့အတောင်ပံခတ်တံအော်တန်တွေလည်းကျဲလာနေခဲ့တယ်။သူပြင့်ခံရတဲ့ရွာကိုဖုံးလွှမ်းခဲ့တဲ့အမှောင်တို့ကလှည့်မြန်စွာရော့ပါပြီးကြောက်မက်ွယ်ကောင်းတဲ့တိတ်ဆိတ်မှုစ ဆာအေဂျန်ငိန်တက်မှုရောက်ရှိလာခဲ့တယ်။ဦးစင်းရဲ့စိတ်တွေလည်းပော့ပါသွားခဲ့တယ်။ဦးစင်းရဲ့မြင့်တာတွေကြောင့်ဘပြကြီးမှရှိတဲ့ဝိညာဉ်တွေအားလုံးလည်းကျွတ်လွတ်သွားခဲ့ကြတယ်။ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပါရစေရှင်။ဆုံးတီနားဆင်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ဒီမှာရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့လည်းတောင်းဆိုပါရစေရှင်။